ာကြီးတို့ဒေတာကိုလာလဲတာဝန်တောက်ပါရတင်တင်။ဒါလေးကျင်တာကြာပြီမာကြီးရဲ့တင်တင်ရလဲအလုပ်တစ်ဖက်နဲ့သမီးလေးကလည်းဆောင်းဝဲမပြီးသေးဘူးလေ။ကျောင်းတစ်ဖက်နဲ့ဆိုတော့မရောက်ဖြစ်တာ။ခုတော့သမီးလေးကလည်းဆောင်းဝဲပြီးပြီ။တင်တင်ရလဲဒီမြို့မှာအလုပ်ကိစ္စရှိလို့လေ။ဒါနဲ့သမီးလေးလည်းလိုက်မယ်ဆိုလို့လာလိုက်တာ။တင်တင်သမီးလေးတောင်းပြီးပဲရောက်လာပြီပဲ။ချောလေးပဲ။ကျေးဇူးပါအန်တီ။အမီကျောရဲဆိုတာဖာမင်းနဲ့ဒီလိုချောရပါရှင်။ဒူရာရေဒူရာ

မထိလားတမပီနေရမ်းပေါ်ရယ်နော်အညာနဲ့တမခွဲခြားလို့မရပါဘူးဗျာအမေကတူရောစကားໃບကျဲလို့ပါလားကျွန်တော်ရင်ထဲကအမှန်တရားကိုပြောတာပါဗျာအညာနဲ့တမခွဲခြားလို့မရပါဘူးဗျအော်ဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့ကတူရောတိတိရောက်ပြီးကျွတ်ကြီးစားမရှိဘူးလားအဲ့စကားတန်းကြားတာကျွန်တော်ရင်ထဲမှာအနာကျင်ဆုံးပဲဗျာဟမ်ဘာပြောနှလုံးသားမှာကျွန်းခံတယ်ပဲပြောပြောအတိတ်ဘဝဝေကျွေးကြောင်ပဲပြောပြော ကျောက်ဘွားမှာချစ်သူရေးစားရဖို့ကံပါမလာဘူးဗျာ။ဟောကိုတူရရဲ့အားငယ်ပါနဲ့။ငင်းငင်းချင်ကြရရှိရင်ကိုတူရနောက်လိုရလာမှာပါ။အရင်တော့၆ကတ်နေတဲ့မိလံမျိုးကြီးကအိမ်မူးရောက်လာမှစုပ်ပြေသွားတော့လေဗျာ။ ံဘောဖရားလေအဲ့ဒါရွှေစောလူဖရားလို့ခေါ်တယ်ရွှေစောလူဖရားရဲ့နောက်ကျုံးမှာကျွန်တော်နေတဲ့နန်းတော်ကွန်ရက်ကွက်လေကိုသူကအညာမမွေးရမဟုတ်ဘူးလားမဟုတ်ရပါဘူးယာကျောက်ရောက်ကအညာသားရောက်ပေါက်နေလို့လားအန်တီကမောင်သူရကိုအညာသားမှတ်နေလားအခုမှပဲမိထီလာသားမှန်သိတော့တယ်မထူးပါဘူးအန်တီရဲ့မိလာလည်းအညာသေးသားတွေမှပါပါတယ်ကျောက်ကိုအညာသားလို့တတ်မှန်လည်းရပါတယ်ကဲမောင်သူရကြီးကဆိုင်ဆိုင်ကတခုတော့ဆောင်းလေသူမစောချင်လေးရောက်နေပြီဟာ အိမ်မူးနဲ့အန်ဒီရဲ့ကျိုးအိမ်မှာဖဖဖရစားစေခြင်းလို့ချက်ပြုတ်ထားတာကျိုးအိမ်ခံခြင်းလို့ကျိုးအိမ်မှာလိုက်စားပါဗျာမလေးကုသရရေငူတော့မချလိုက်ပါနဲ့နော်ထမင်းစားဆိုလိုက်စားပါမယ်ရှင်ဝမ်းတလိုက်တာဗျာခင်ဗျားတို့စားဖို့အတွက်လေကျိုးချွေးတလုံးတန်တလုံးနဲ့ချက်ထားတာဗျာသမီးရေချွေးတလုံးတန်တလုံးနဲ့ချက်ထားတာတော်တော်စားကောင်းတော့မယ်ထမင်းစားဖို့ကျိုးအိမ်လိုက်ခဲ့ကြဗျာ ရဲ့ကြည့်ညာလဲဟုတ်တော့တော့တော့ဟာဘူးကလည်းခင်ဗျပြောလဲဒုံစာကြီးတကယ်ပါဗျာခင်ဗျားလေးရောက်လာမှကျုပ်ရင်ထဲမှာဘလို့ကြီးဖြစ်နေမှန်းကိုမသိဘူးကျုပ်ခင်ဗျားကိုတကယ်ချစ်မိသွားပြီဗျာအေးမူကလည်းကိုတရကိုချစ်ပါတဲ့ရှင်မောင်သူကအဲ့ဒီသမီးတယောက်တွေ့မိတာဝန်တလိုက်တာအေးမူရဲ့မင်းဘယ်လိုလုပ်နေတာလဲခရခရခရအနေနဲ့ခရဘယ်လိုစိတ်ကူးနေလဲလုံသွားလို့ပါအနေနဲ့ ဘူးဘူးကြောက်ရရှိသေးတယ်။ဘာပြောမနေမမီးရဲ့။သမီးဟိုညာတော့တိတ်ရောမဝင်နဲ့။သူ့ကြည့်ရတာမမှန်ဘူး။ဟိုတနည်းရအောင်။မမီးကိုလေစိတ်ကူးရင်ပြီးတော့မှားဖက်မိတယ်။စိတ်ချပါမမီးရဲ့။သမီးကအက်တယ်ဆိုတော့အလိုက်ထိုင်ပဲဆက်ဆက်နာပါ။မမီးကလေသူတို့အိမ်ထဲမှာဘာလို့ပြောလို့မကောင်းလို့။သမီးကိုအခုပြင်ခေါ်တော့ပြီးပြောရတာ။ ။ဘာဖြစ်တာလဲဗျ။အဆူဆူသွားပြီထင်နေ။ကြောက်ကြည့်ပေးမယ်။ဟုတ်ပါတယ်။နေရကြည့်ကောင်အောင်မယ်။ရပါတယ်ဗျ။ဇီးစုကစူးရင်ခံခတ်တယ်။ကြောက်နှုတ်ပေးမယ်နော်။မိထီလာမျိုးကြီးကနေခမားလေးပြန်သွားတော့မှကျုံနှလုံးသားလေးနေဝင်သွားသလိုပါပဲဗျာ။စားလေခမားစိတ်၊သွားလေခမားစိတ်။စိတ်နဲ့ကိုယ်နဲ့မခက်ပဲ။ကျုံအညာသားကြီးတယောက်ယူတစ်ပိုင်းဖြစ်နေပြီဗျာ။ အခန်းစားနိုင်တော့လို့ခမည်းလေးရှိတဲ့မြို့ရံကုန်ကိုကျုပ်လိုက်ခဲ့ပြီ။ကဲမင်းရဲ့ဒီတစ်ခေါက်ညီမပြီးမှဘယ်လောက်ကြာမှာလဲ။ကျွန်တော်နောက်ထပ်လမ်းကြောင်းတစ်ခုကိုချိတ်ဆက်ပြောင်းလဲဖို့ရယ်ဆာရက်ဆာရက်လုပ်ဖို့ရယ်ဆိုတော့အုံလာလောက်တော့ကြာမှာဖြစ်နေတယ်။အခုကောင်မှလုပ်ပြီးမှရကြတယ်အိမ်ကတွေ့ချင်လို့လာခဲ့တာ။အေးပါကောရယ်အန်တီကတော့မင်္ဂလာပွဲကိုခန့်ခန့်နာနာဖြစ်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့အန်တီမှဒီသမီးလေးတစ်ယောက်တည်းရှိတာလေ။အဲ့အတွက် ခဏနနာတစ်ပြေဝဝလေးတော့ဖြစ်စီခြင်းနေကွယ်ဦးမမရလေစိတ်ချပါအဒီရေကျွန်တော်ရှာမြစီစဉ်ဥစ္စာတွေပိုင်ဆိုင်မှုတွေအားလုံးအိမ်ဖို့အတွက်ကြပါလေအဒီပြောသလိုမင်္ဂလာဖို့လို့ထေထေဝဝလေးအကောင်းဆုံးခဏခဏနနာဖြစ်အောင်ကျွန်တော်ဆောင်ရွက် အင်ဂျင်နိုအင်ဂျင်နိုအန်ဒီအိမ်မူအညာဒေတာလက်ဆောင်တွေပါတယ်အန်တီရဲ့။အော်ဒုက္ခရှာလို့ကွယ်။ကဲလာလာလာဒီနေ့ဝင်ပါ။ဟုတ်ကဲ့ဟုတ်ကဲ့။ ူရမင်းလာတဲ့အတော့ပဲမင်းကိုမိတ်ဆက်ပေးရအောင်လေဒါအန်တီသမီးနဲ့ဆက်ဆက်ထားတဲ့တိမောသားမောင်တတော်ပဲဟုတ်ကဲ့ဘုရားအင်းမလို့လေအညာတက်တာတော့အစာစောတဲ့ခင်ဗျာခုပလော့ဆိုတာသူပဲလေသူဩတွေ့ရမှန်းတာပါခင်ဗျာကျွန်တော်မောင်မောင်ချိုးပါအိမ်မူပြောပြလို့ကိုသူကနာမည်ရောလူချင်းတို့တွေ့ပဲကြောက်ဘူးနေအောင်ကြောက်ပါဘူး ကျွန်တော်ရဲ့မင်္ဂလာပွဲကိုလည်းဖိတ်ပါ။ဒါနဲ့မောင်သူရမင်းဘလောက်ကြက်ကြနေပါလဲ။မင်းနေဖို့အခန်းအတီစီစဉ်ပေးမယ်လေ။မစီစဉ်တော့လို့ခင်။ကျွန်တော်အညာဒီတဲ့ပဲပစ္စည်းလေးလာပို့တာပါ။ပြီးတော့ဒီလိုလိုက်စားတစ်ခုနဲ့လာခဲ့တာမျိုးပဲ။ကျွန်တော်ပြန်မပြပါဘူးခင်။ဘဝမှာမထင်မှတ်ထားတာကြီးကြုံလာတဲ့တနေ့ရကျုပ်အသေးကိုရနေပြီဗျာ။ တကယ်တော့ကြုတ်ချရတယ်ခမည်းလေးရကြုတ်ဘဝနဲ့မထိုက်တန်ပါဘူးဗျာခမည်းလေးနဲ့ကြုတ်ကမိုးနဲ့မြေကြီးရွှေထီးနဲ့ခမောက်တွေကွာချာနှောလာပါတကယ်တော့ခမည်းလေးနဲ့ထိုက်တန်တာအဆန်ရှိတယ်အထေးသားမျိုးကြီးတော့ဗျာကြုတ်လို့အညာထက်ခမည်းလေးနဲ့မထိုက်တန်ပါဘူးဗျာ